မခွေးတိုင်းပခုတ်ကူခိုင်စိတ်ဖြူမြို့နယ်အတွင်းတန်းစလုံးအကြမ်းဖက်စစ်တပ်စစ်စေးရေးဂိတ်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား၄ဦးသေဆုံးခဲ့ပြီး MA3 မျိုးစားတနတ်တလက်ဂျီဖောက်၃ဖောက်5.56ဂျီ130တောင်းလို့နဲ့ဆက်ဆက်ပစ္စည်းများအသိရှိရရှိခဲ့ကြောင်းပခုတ်ကူခိုင်မှတ်ဆက်ကိုတက်ရဲမှတာဝန်ရှိသူတို့ကဒီကနေ့အတည်ပြုပြောကြားပါတယ်။အော်တိုဘာ29ရက်နေ့မနက်9:00ခွဲခန့်တွင် စိတ်ဖြူမြို့နယ် ဂွေးပင်ကြောင်ကျေးရွာနဲ့တောင်ငယ်လုံးကျေးရွာကြားတည်ရှိတဲ့ဆိုပါစစ်တပ်ဂိတ်ကိုပခုတ်ခုခရိုင်တပ်ရင်း16နဲ့ရင်းနသာကော်လန်မကွေးတိုင်းပကဖရွေလျားစစ်ကြောင်းကိုပူပေါင်းပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါပဲတိုက်ပွဲအတွင်းတော်လန်ရဲဘော်တို့ဦးဖြစ်တဲ့ရင်းနသာကော်လန်စစ်ကြောင်းမှရဲဘော်စိတ်ဖြူခရဲဘော်ဟိမင်းသူမြင့်မြတ်စွာအသက်ပေးခဲ့ရကြောင်းသိရပါတယ်စိတ်ဖြူမျိုးနယ်တွင်စစ်ကောင်စီကရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မြို့ပေါ်လုံးညိုကြီးများတိုးမြင့်ထားတဲ့ပြင်ကျေးရွာများသို့စစ်ကြောင်းထုံးမှုများအရှိန်မြင့်နေပြီးထိုစစ်ကြောင်းများတွင်ပြည်သူများ၏အနေအိမ်များကိုဖျက်ဆီးခြင်းလူရဲချင်းဖမ်းဆီးတပ်ဖြတ်ခြင်းများဇက်တိုက်လှုပ်ဆောင်နေကြောင်းဒေသခံတော်လှန်ရေးကိန်းတော်များကပြောဆိုပါတယ်ရွေးကောက်ပွဲလုပ်ဖို့နည်းမြေရှင်းလင်းရေးဆိုပြီးစစ်ကြောင်းထိုးတာတွေရှိတယ်ပြည်သူတွေကတော့စစ်ကြောင်းထိုးလိုက်ရင် ပြေစစ်ကြောင်းပြန်ထွက်လာရင်ပြန်ဝင်နေပဲတန်တရားလဲနေတယ် ရွေးကောက်ပွဲလုပ်လဲစိတ်ဖြူဘက်မှာတော့အောင်မြင်မှာမဟုတ်ဘူးမြို့ပေါ်စစ်တပ်စိုးမိုးထားတဲ့နေရာကတော့မဲပေးပွဲလုပ်လို့ရနိုင်တယ်ရွာတွေဘက်ကတော့ရွေးကောက်ပွဲမဖြစ်နိုင်တော့ဘူးလို့စိတ်ဖြူမြို့နဲ့အခြေဆိုင်တော်လှန်ရေးကင်းတော့တူကအမှတ်ချက်ပြုပါတယ်ဆိုပါတိုက်ခိုက်မှုသည်စစ်ကောင်စီရွေးကောက်ပွဲပြင်ဆင်မှုများကိုအဟန့်အတားဖြစ်စေနိုင်တဲ့ဖြစ်ရပ်တစ်ခုဖြစ်တွေ့ရှိရပါတယ်ရှင်